အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ Federal စနစ်ဆိုတာဘာလဲလက်ရှိကမ္ဘာမှာဘယ်လို Federal စနစ်တွေကျင့်သုံးနေကြလဲမြန်မာနိုင်ငံမှာရော Federal စနစ်တွေကျင့်သုံးနေပြီလားဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖတ်မိမှတ်မိတာလေးနဲ့ဆက်ဆက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအကြောင်းအရာမပြောခင်မှာကျွန်တော်ရဲ့ News and Political Analysis ဆိုတဲ့ channel ကို Like and Subscribe လေးလုပ်ထားပေးပါခင်ဗျာကျွန်တော်ရဲ့တင်ဆက်မှုကနေပြန်လဲကြိုဆိုလိုက်ပါတယ် ပထမဆုံးအနေနဲ့ကတော့ Federal စနစ်ဆိုတာဘာလဲဆိုတာနဲ့ပတ်သက်မပြောပြခင်ကမ္ဘာနိုင်ငံတွေမှာကျင့်သုံးနေတဲ့နိုင်ငံဖွဲ့စည်းတိစောက်ပုံနဲ့ပတ်သက်ပြီးအနည်းငယ်ပြောပြချင်ပါတယ်ကမ္ဘာနိုင်ငံတွေမှာတပီတောင်စနစ် Unitary System နဲ့တပီတောင်စနစ် Federal System ဆိုပြီးတော့ဖွဲ့စည်းတိစောက်ပုံစနစ်နှစ်မျိုးရှိပါတယ်တပီတောင်စနစ်ဆိုတာကတော့ဘုံအုပ်စိုးရတစ်ခုလေးရပဲနိုင်ငံတစ်ခုလုံးရဲ့အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြူရေးတွေကိုဆောင်ရွက်တာဖြစ်ပြီးတော့ ဘောအစိုးရရဲ့ခွင့်ပြုမှုမရှိပဲပြည်နယ်အစိုးရအနေနဲ့ဘယ်ကိစ္စမှပြုလုပ်ပိုင်ခွင့်မရှိတဲ့စနစ်ဖြစ်ပါတယ်ပြည်ထောင်စုစနစ်မှာဆိုရင်တော့ပြည်နယ်တွေပေါင်းစုထားတဲ့ပြည်ထောင်စုစနစ် Federal System နဲ့နိုင်ငံပေါင်းစုထားတဲ့ပြည်ထောင်စုစနစ်ဒါမှမဟုတ်ပြည်ထောင်စုတွေပေါင်းစုထားတဲ့ပြည်ထောင်စုစနစ် Confederation ဆိုပြီးနှစ်မျိုးရှိပါတယ်နိုင်ငံပေါင်းစုထားတဲ့ပြည်ထောင်စုစနစ်ဒါမှမဟုတ်ပြည်ထောင်စုပေါင်းစုထားတဲ့ပြည်ထောင်စုစနစ် Confederation မှာဆိုရင်နိုင်ငံတွေဒါမှမဟုတ်ပြည်ထောင်စုတွေမှာပဲအာဏာတည်ရှိပြီးတော့ ဘဟုအစိုးရအနေနဲ့၎င်းတို့ကပေးရတဲ့အာဏာကိုပဲဆောင်ရွက်ခွင့်ရှိပါတယ်။အဲ့ဒီမှာပြည်နယ်တွေပေါင်းစုထားတဲ့ပြည်အောင်စနစ် Federal Citizen ဆိုတာကတော့နိုင်ငံတစ်ခုထဲမှာပြည်နယ်တွေပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်ပြီးတော့အဲ့ဒီပြည်နယ်တွေကနိုင်ငံတွေကနေခွဲထွက်တိုင်းမလုပ်ကြဘဲနဲ့ဘဟုအစိုးရနဲ့ပြည်နယ်အစိုးရအာဏာပိုးဝေအုပ်ချုပ်ကြပဲဖြစ်ပါတယ်။ဒါကတော့ကမ္ဘာနိုင်ငံတွေမှာကျင့်သုံးနေတဲ့နိုင်ငံတွေဖွဲ့စည်းတိဆောက်ပုံနဲ့ပတ်သက်ပြီးအနည်းငယ်ပြောပြခဲ့တာပါ။အဲ့ဒါဆိုရင် ီနေ့ကောင်းစဉ်ဖြစ်တဲ့ Federal စနစ်နဲ့ပတ်သက်ပြီးဆက်လက်ဆွေးနွေးလိုက်ရအောင်တကယ်တော့ Federal ဆိုတာကကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ဘဟုအုပ်ချုပ်ခွင့်တွေကိုပေါင်းစပ်ဖွဲ့စည်းထားတဲ့စနစ်တစ်ခုဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဘဟုအစိုးရနဲ့ဒေသန္တရအစိုးရကြားမှာအနာခွဲဝေအုပ်ချုပ်တာမျိုးလည်းဖြစ်ပါတယ်။ဒေသပြည်နယ်ဆိုင်ရာအစိုးရတွေကအုပ်ချုပ်ရေးတရားစီရင်ရေးတွေကိုဆုံးဖြတ်စီရင်ပိုင်ခွင့်ရှိပြီးတော့အဲ့ဒီဒေသပြည်နယ်ဆိုင်ရာအစိုးရတွေကမပြည့်ပြတ်တဲ့ဆုံးဖြတ်မှုတွေကိုတော့နောက်ဆုံးမှာ ဘုံအစိုးရကဆုံးဖြတ်စီရင်ပေးရပြီးတော့အစိုးရအဆင့်အသီးသီးကြမှာလုတ်ပိုင်ခွင့်အာဏာခွဲဝေခြင်းသုံးတယ်အစိုးရအုပ်ချုပ်ရေးရန်နေရာတစ်မျိုးပဲဖြစ်ပါတယ်ဒါပြင်နောက်တနည်းပြောရမယ်ဆိုရင်တိုင်းဒေသကြီးတွေပြည်နယ်တွေလူမျိုးတွေလူမျိုးစုတွေကိုအချင်းချင်းစုစည်းပူးပေါင်းပြီးတော့အချုပ်ချာအာဏာကိုခွဲဝေခြင်းသုံးတဲ့အယူဆသဘောထားတရဖြစ်ပါတယ်အဲ့ဒီဖက်ဒရယ်စနစ်မှာဖရယ်နိုင်ငံတနိုင်ငံတိဆောက်ပုံနှမျိုးခွဲခြားတွေ့ရှိနိုင်ပါတယ်အတူတူကရှင်တွဲနေထိုင်ရေးဖက်ဒရယ်ပုံစံ coming together federalism နဲ့ အတူပေါင်းစည်းရေးဖက်ဒရယ်ပုံစံ Horin Together Federal Lesson ဆိုပြီးဖြစ်ပါတယ်။အတူတကွာရှင်တွဲနေထိုင်ရေးဖက်ဒရယ်ပုံစံဆိုတာကတော့နဂိုမူလာတော့အတိအကျတည်ရှိခဲ့တဲ့ဒေသတွေဤနယ်တွေကိုစုစည်းပြီးဘောအစိုးရတည်းရဲ့တိဆောက်ကနိုင်ငံတူထောင်တဲ့စနစ်ပဲဖြစ်ပါတယ်။အတူပေါင်းစည်းရေးဖက်ဒရယ်ပုံစံဆိုတာကတော့တမိုင်းကြောင်းစင်လာရအရင်ထဲကရှိခဲ့တဲ့မူလပုံကိုချုပ်ကင်နေ Unitary တပီတောင်စနစ်ကနေဘိုးချုပ်ကင်မှုကိုလျှော့ချပြီးအာနာခိုးဝေတဲ့ပုံစံဖြစ်ပါတယ်။ဒါပြင် ဖက်ဒရယ်နိုင်ငံအဖြစ်ဖွဲ့စည်းတည်ဆောက်ပုံကအမျိုးအစားသုံးမျိုးကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်။ပထမအမျိုးအစားကတော့နယ်မြေဒေသကိုအခြေခံပြီးဖွဲ့စည်းတဲ့ဖက်ဒရယ်စနစ်ပါ။ Territorial Federalism လို့ခေါ်ပါတယ်။ဒီနယ်မြေဒေသကိုအခြေခံတဲ့နိုင်ငံတွေမှာတော့ပအဝင်ဖွဲ့စည်းကြတဲ့တိုင်းဒေသကြီးပြည်နယ်တွေကိုလူမျိုးစုနာမည်တွေဖြစ်အခြေမခံမဲနဲ့နေထိုင်ကြတဲ့နယ်မြေဒေသတွေကိုပဲအခြေခံဖွဲ့စည်းကြပါတယ်။ထင်ရှားတဲ့ဥပမာပြရမယ်ဆိုရင်အမေရိကန်ပြည်အောင်စုပါ။အဲ့ဒီမှာကယ်လီဖိုးနီးယားပြည်နယ် လူဇီယာနာပြည်နယ်တက်ဆက်ပြည်နယ်ဟာဝိုင်ပြည်နယ်စသဖြင့်ရွယ်စအကြီးအသေးမျိုးစုံရှိရဲပြည်နယ်90ပါဝင်ပြီးတော့ပြည်နယ်တစ်ခုချင်းစီရဲ့နာမည်ဟာဘယ်လူမျိုးတစ်မျိုးမှကိုစားပြုမဲ့ခေါ်ထားတာမျိုးမဟုတ်ပါဘူးဒါနေမီဒေသအခြေခံပြီး ဖွဲ့စည်းတဲ့ဖက်ဒရယ်စနစ်ပါဒုတိယမျိုးစားတော့လူမျိုးအခြေခံပြည်နယ်များနဲ့ဖွဲ့စည်းထားတဲ့ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပါတယ်အက်တနိုဖက်ဒရယ်လစ်စင်လို့ခေါ်ပါတယ်ဒီဖက်ဒရယ်စနစ်မှာတော့ ဆိုဗီယက်ပြည်ထောင်စုချက်ကိုစလိုဗီးယားနဲ့ယူဂိုစလားဗီးယားတို့မှာစတင်ကျင့်သုံးခဲ့ပါတယ်။အဲ့ဒီပြည်ထောင်စုနိုင်ငံတွေမှာဆိုရင်တိုင်းဒေသကြီးပြည်နယ်တွေမှာနေထိုင်ကြတဲ့လူမျိုးတွေကိုအခြေခံပြီးဖွဲ့စည်းထားကြတာများပါတယ်။လူမျိုးကိုအခြေခံပြီးဖွဲ့စည်းထားကြတဲ့အတွက်လူမျိုးကြီးပြဿနာတွေအဖြစ်များပြီးနိုင်ငံငယ်လေးတွေအဖြစ်ပြုတ်ပွဲသွားကြတာတွေ့ရပါတယ်။တတိယအမျိုးအစားကတော့မျိုးဆက်ဖွဲ့စည်းထားတဲ့ Federalism နဲ့ Hybrid Federalism ဒါမှမဟုတ် Territorial Ethnic federalism ဖြစ်ပါတယ်ဒီ federal federalism မှုမှာတိုင်းဒေသကြီးပြည်နယ်တွေမှာနေထိုင်ကြတဲ့လူမျိုးတွေကိုအခြေခံတာရှိသလိုပဲနေမီဒေသကိုပဲအခြေခံတဲ့ပြည်နယ်တွေလည်းရှိပါတယ်အပေါ်ကအမျိုးအစားနှစ်ခုလုံးရောနေတာပေါ့ဥပမာပြောရမယ်ဆိုရင်အိန္ဒိယနိုင်ငံမှာတမီနာဒူပန်ဂျက်မနီပူမီဇိုရန်နာဂလန်စတဲ့လူမျိုးကိုအစွဲပြုတဲ့ပြည်နယ်တွေနဲ့ဥတ္တပရဒက်အရူနာချက်ပရဒက်မီကာလာယာစသဖြင့်ဒေသအမည်ကိုပဲအစွဲပြုခေါ်ဝေါ်တဲ့ပြည်နယ်ပေါင်း28ခုနဲ့ ီတော်စုနယ်မြေခုနှစ်ခုအတူပေါင်းဆက်ဖွဲ့စည်းထားပါတယ်အဲ့ဒီမှာဥပဒေပြုဝင်အာဏာကိုပြည်တော်စုစည်ရင်ပြည်နယ်စည်ရင်နဲ့ပြည်ဝဲဥပဒေပြုစည်ရင်လို့အပြည့်အုံမျိုးခွဲခြားထားပါတယ်အဲ့ဒီစည်ရင်တွေမှာမပါဝင်တဲ့ကျွန်းချက်အာဏာ residual power တွေကိုအမေရိကန်အော်စီရောက်နဲ့မတူဘဲနဲ့ကနေဒါနိုင်ငံမှာလိုပဲပြည်တော်စုကိုသာအနှင်းထားတယ်ကိုတွေ့ရပါတယ်ဒါကတော့ federal သဘောတရားတွေ federal ဖွဲ့စည်းတိစောက်ပုံတွေပါနိုင်ငံရဲ့သူ့တွေတွေကတော့အုပ်ချုပ်မှုလွယ်ကူစေဖို့ပြပချင်းချောက်မှုကာကွယ်ဖို့ ီရင်ပဏိပက္ခတွေကိုဖြည့်ရှင်းမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့နဲ့တိုင်းရင်းသားလူနည်းစုတွေရဲ့မတူကွဲပြားမှုကိုအတိမတ်ပြုထိမ့်သိမ်းမှုဖက်ဒရယ်စနစ်ကိုကျင့်သုံးကြရဲဆိုပြီးသုံးသပ်ထားကြပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာတိုင်းရင်းသားလူမျိုးပေါင်းစုံရှိကြပါတယ်။အဲ့ဒီတိုင်းရင်းသားလူမျိုးတွေအားလုံးဟာသူတို့နေထိုင်ရာတိုင်းဒေသတွေဤနယ်တွေအပြင်နှစ်တိုက်ရဒေသအနှံ့ပြားမှာရောနှောနေထိုင်ကြပြီးတော့စီရီလုံးညီညွတ်နဲ့ချစ်ကြည်ရင်းနှီးစွာအတူပုံမြတ် အတူတူကပူးပေါင်းနေထိုင်ရရှိကြတဲ့နိုင်ငံဖြစ်ပါတယ်။ဒါကြောင့်လက်ရှိမြန်မာနိုင်ငံမှာ Federal Democracy စနစ်ကိုကျင့်သုံးဆောင်ရွက်ဖို့ကြိုးပမ်းဆောင်ရွက်နေရပါဘူး။2015ခုနှစ်မှာချုပ်ဆိုခဲ့တဲ့နိုင်ငံလုံးအပြစ်ခတ်ရစေးရနေနိုင်ငံရေးသဘောတူညီချက်တွေရလာခဲ့ပါတယ်။အဲ့ဒီနိုင်ငံရေးသဘောတူညီချက်တွေကတစ်ဆင့် Federal Democracy စနစ်ကိုကျင့်သုံးဆောင်ရွက်ဖို့ပေါ်ပေါက်လာတဲ့အစိုးရအဆက်ဆက်ကလည်းအာမခံခဲ့ကြပါတယ်။ လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေချမှတ်ထားတဲ့ဥပဒေချက်၉ရဲ့ပထမဆုံးအချက်မှာပဲစစ်မှန်ရေးစည်းကမ်းပြေးသွားတယ်ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စနစ်ကိုတည်ဆောက်နိုင်မှုကျိုးပန်းဆောင်ရွက်လျက်ရှိပါတယ်။ဒါပေမဲ့လည်းမြမရေကန်မြေကန်ဟာတိုင်းသားလူမျိုးတွေခိုင်မာတည်ရှိတဲ့အပြင်နိုင်ငံမြေမျက်နှာသွင်းပြီးပထဝီအနေထားတွေယုံကြည်လက်ခံမှုတွေဒလိစရိုက်တွေဘာသာစကားတွေစပင်ရင်းမှုတွေ တမိုင်းစင်လာတွေပေါ်မူတည်ပြီးတော့မိမိတို့နိုင်ငံနဲ့ kait ညီတဲ့စနစ်ကိုချင်းကပ်လျှောက်လှမ်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံနဲ့တင့်လျော်တဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ပြည်ထောင်စုစနစ်ဖြစ်ဖို့အလွန်ပဲအရေးကြီးပါတယ်။နောက်ဆုံးပြောချင်တာကတော့နိုင်ငံတွေဟာဖက်ဒရယ်စနစ်ကျင့်သုံးမှုအခြားနိုင်ငံတွေရဲ့ဖက်ဒရယ်စနစ်တွေကိုပုံလူကူးချလို့မရသလိုပဲမြန်မာနိုင်ငံအနေနဲ့ကလည်းမိမိနိုင်ငံရဲ့ပထဝီမဟာဗျူဟာတွေအမျိုးသားအကျိုးစီးပွားတွေ မျိုးသားလုံခြုံရေးတွေနိုင်ငံတော်အခင်းကျင်းတွေနဲ့ဒေသဆိုင်ရာအခင်းကျင်းစတဲ့အချက်တွေနဲ့ကိုက်ညီမဲ့လက်တွေ့ကြတဲ့ Federal စနစ် CEO မိမိယူတိုဘာသာအစစ်မြစ်တွေပြောင်းလဲခြင်းတွေနဲ့စမ်းသစ်တီထွင်ခြင်းတွေပြုလုပ်ပြီးတော့မြမဝိသေသများနဲ့ကိုက်ညီမဲ့ဗကရီရှိတရားတွေအခြေပြုသော Federal ပြည်ထောင်စုစနစ် Realistic Federal Union System ကိုမြန်မာနိုင်ငံအတွင်းကျင့်သုံးသွားဖို့လိုအပ်တယ်လို့တင်ပြခြင်းပါတယ်အဲ့တော့ ကျွန်တော်ပြောခဲ့တာဒီစုနှုခွဋ်တာရင်မှာလိုအပ်ချက်တွေရှိခဲ့ရင်လေကိုမတ်မှာဝင်ရောက်စုနှုနိုင်ပါတယ်လို့ပြောကြရင်ကျွန်တော်ရဲ့တိစမှုဒီတွင်မဲ့အဆုံးသက်ပြရစီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်